ယူရတယ်ကျွန်တော်စိတ်မရတော့ဘူးဟိုလိုက်ရှိုက်ပြီးတော့ငုံလိုက်တဲ့ချိန်မှာအားလုံးကငြိမ်သွားတယ်ပေါ့နော်ငယ်ချင်းတွေရောအဲ့တော့သူကတော့ဆိုတော့ကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဆိုဖို့ကြည့်ကြတော့အကျွန်တော်ကစိတ်ပြိတ်ပြိတ်ပြီးပေါ့နော်ခံစားချက်ညာများတယ်လို့ပြအခုကကျောင်းပုံညာခင်ပေါ့နော်လက်ကျန်လာရအောင်စောက်ဖို့ပါဖတ်နေတာပေါ့နော်ဖတ်နေနေအာဘယ်နာရောက်ပြီလဲဆိုတော့ဒီ မမနဲ့ပေါ့နော်မမနဲ့စုပ်ုံနဲ့ငါကျင်းနဲ့စုပ်ုံနဲ့ပေါ့နော်ပြန်တွေ့တဲ့အခန်းကိုရောက်လဲပြီရံပြီးဒီ engineer ဖြစ်နေပေါ့နော်ဒီပကံမီကိုဒီမလင်ပေးနဲ့ပကံဖျားကြီးပြစီလာလာပြင်းနဲ့မမကိုတူလာပြီးတော့ချော့တယ်ပေါ့နော်တောင်းမှန်တယ်ရံသူပြောခဲ့ရတောင်းမှန်တယ်သူကမမသူ့လုံးဝတအုပ်ပြခါပြထားတာပြထားရတယ်မှာအခုနော်အခုရအဖွဲ့ရောမှာအားရဲ့အိမ်ရောမှာ ်မင်းစားသွားမယ်ဆိုပြီးတော့ပုံမှန်အစည်းအုံပြီးတော့အမိုင်ကိုရောက်သွားတယ်ပေါ့နော်အခုအာအဲ့ရောက်တော့ဒီဦးလေးလေးအာတော်လေးကြာရောလေအာနောက်ပြီးဖားလို့ပဲပေါ့နော်အဲ့အားလုံးကိုကြည့်ပြီးသူဝမ်းနေနေကျွန်တော်ကလည်းဒီဒါကိုဖက်နေနေအမနာကြီးရပေါ့နော်မမစပုတ်ကမဒီစပုတ်ရံပြေးကမစိတ်ကောက်ပြီးတော့မခေါ်တော့ဘူးထင်တာပေါ့နော် ဲ့မဲ့ဒီညာဂျေးရဲ့ပေါ့နော်မင်းနဲ့လူကအိမ်လေးကိုခေါ်လဲခေါ်သွားပြီးတော့ငငယ်ရပေါ့နော်စူဖို့ကြိုက်တဲ့အာဒီနေကြဘူးပေါ့နော်နေကြဘူးအင်းလေးကိုပေါ့နော်ချက်လာတယ်ချန်ပီရဲ့အာတငယ်ချင်းနေတယ်အာလောက်ကန်ပေါ့လောက်ကန်ပတ်တီပေါ့နော်ပါတယ်ပေါ့မပြည့်တယ်မပါအာသူကအိုင်ဟင်းလေးကအာဟိုအဖွားကပြောတာပေါ့နော်မင်းမမင်း အားရပါရစားအောင်လို့ထင်တယ်ဗောနော်ဒီမိသားစုခင်းလေးဥမှာအားရပါစားအောင်စားအောင်အထင်မှားဆိုပြီးတော့ပြောတယ်ဗောနော်အဲ့မှာသူဝမ်းလာသွားတယ်ဝမ်းလာပြီးတော့ငယ်ချင်းတွေဗောနော်အာစုပြီးတော့ဓမင်းဝိုင်းထဲမှာထိုင်ပြီးတော့သူဓမင်းထိုင်စားတော့မှာဓမင်းထိုင်စားတော့မှာသူကအမြေဖို့ကြောင်ဗျာကျော်ပေးပြီးတော့ထိုင်နေအဲမမကဒီလိုကြောင်နဲ့ဝမ်းသွားတာဝမ်းသွားတော့အာဘာသာလို့လဲဗောနော်အဲ့တော့အာအမေအမေကြီးရတယ်ခေါ်တော့ဟဲ့ နာကြေးပါသွားလို့တာလေဒီမှာမင်းစားလို့ရပြီတော့စုဖို့ကပေါ့နော်ဒီစုဖို့ခေါ်ရရန်ပြေးပြငငယ်ရင်းကသူကစုဖို့ပေါ့နော်မမကြက်ဦးဆိုပြန်စုဖို့ဆိုတာအကျုပ်နဲ့ကြော်သားမှာပေါ့နော်အရသာကိုရှိရအားသူအဲ့ဒါလေးစားကြည့်နေဆိုပြီးငငယ်လေးကပြောဘူးလေပေါ့နော်အဲ့ဒါကိုအခုနာကြေးကအာမမဒီစုဖို့နဲ့ကြက်ဦးနဲ့ပေါ့နော်ကြော်ပြီးတော့ပုံနည်းနည်းလေးကြော်ပြီးတော့ပေါ့နော်ဒီသမင်းဝမ်းအောင်ရှူလာတယ် ယူရတယ်ကျွန်တော်စိတ်မရတော့ယူလာတော့ဒီချန်ပီယံဘောအချန်ပီယံသူ့ရင်ထဲမှာလုံးဝလက်ခနဲ့ပေါ်တော့ဖြစ်သွားတယ်သူအရင်ဝမ်းနေတော့ဝမ်းနေဝမ်းတော့ပေါ့နော်အဲ့မှာသူတစ်ချက်ငိုချလိုက်တယ်ပေါ့ငိုချလိုက်တယ်အာသူတစ်ချက်ငိုလိုက်ဆိုင်ပြီးငိုလိုက်တဲ့ချိန်မှာအားလုံးကနေသွားတယ်ပေါ့ငယ်ချင်းတွေရောအဲ့တော့သူကပြောလို့ဆိုတော့ ေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဆုံးဖို့တော်တော်လေးဗျာကျွန်တော်ကြိုက်တယ်ကျွန်တော်ကြိုက်တယ်ဟိုးစာရေးဆရာကိုရေးလာချက်ကိုလည်းကြိုက်တယ်အဒီဒီဒီဆလန်လေးကိုကြိုက်တယ်နော်ကျွန်တော်ကလည်းစိတ်ခံစားချက်အကောင်းနဲ့တူပြောက်ဆိုတော့တော်တယ်မျက်ရည်ကျနေငိုတိုင်းကြီးနဲ့အဲ့ဘာရေးဆက်ဖြစ်မလဲတော့မသိဘူးကျွန်တော်ဖတ်လိုက်အောင်မယ်ဒီကောင်းတာဒီစားကုန်နော် ဇောက်ကိုကျွန်တော်ဖတ်တာကတော်တော်လေးချနေပြီအဲ့တော့အာနောက်ဆက်ဖို့ပဲဖတ်ချင်တာပေါ့နော်လက်မခတ်ခဲ့ဘူးဇောက်တို့လူငယ်စောဇောက်ဖတ်မှာရမ်းပြင်းတာကိုဖတ်နေရဒီကနေပြီပေါ့နော်အဲ့တော့ဆက်ဖတ်လိုက်ပါဦးမယ်မမကိုပြင်းသိမ်းမချီပဲမင်းပြန်နိုင်တယ်မြင့်မြင့်ပြင်းမမင်းကမမမရှိပေမဲ့အင်းအောင်မြင်မြင်ရက်တည်နေတဲ့နေရာအိမ်မှာ မရဲ့ပျော်ရွှင်မှုရှိတယ်။မမပြန်နိုင်မချင်းနဲ့ဆိုတော့ဖြစ်နိုင်တော့မှာ။ကျွန်တော်ပျော်ရွှင်မှုကမမရှိရင်နေရာမှာကျန်ခဲ့ရလေ။မမပြန်နိုင်မချင်းရင်ကျွန်တော်ပျော်ရွှင်မှုကိုကျွန်တော်ပြန်နိုင်မချင်းလို့ဖြစ်တော့မှာပေါ့။အာစာအုပ်လေးရတော့ဗောနော်စာအုပ်လေးရတော့ဖတ်လို့ပြီးသွားပြီကျွန်တော်စိတ်တိုင်းဟိုစက်ကောင်တွေကိုဗောနော်စိတ်တိုင်းမကြဘူးဗျာပြီးတော့မမကိုပို့ပြီးတော့ ဘူးပြောမှာလေအားမရဘူးပြန်မပောင်းဘူးဗျမပောင်းတော့အစိုးတယ်အော်မမကပေါ့နော်သူ့ရဲ့ဆန်းနှုံးနေနဲ့သူကနေတာပေါ့နော်သူကမောင်လေးတယောက်တည်းမပို့ဘူးဆိုပြီးတော့အထမဲ့အသက်အရွယ်အကြောင်းလားမသိဘူးပေါ့နော်သူတို့ကတော့ဝင်းမခံဘူးဗျာဒီလားအဲ့မဲ့ရံပြေးစီတဲ့မှာတော့သူအမသူ့ချင်းနေဆိုတာတည်ရယ်ကွယ် မမလည်းသူ့ချစ်နေရလို့ကျွန်တော်စာဖတ်တူနေရတယ်ခံစားရတယ်။ဒါမဲ့ပေါ့နော်။မမနိုင်ပဝင်းကျင်ဝင်ပဲကြည်ရလား။သူ့ရဲ့သူခံယူထားလဲသူတတ်မှတ်ထားလဲဆန်ကျင်ဆန်ကျုံနေနေပဲ။အဲအားအားကြီးကြောင်းလာလားမသိဘူးပေါ့နော်။ကျွန်တော်စက်သိန်းမှာနည်းနည်းတော့နည်းနည်းလေးခံစားရတယ်ပေါ့နော်။ကျွန်တော်အမြဲခံစားနေရလို့ဆိုတော့ဒီလိုအဲ့လိုဆက်လန်းနေဆိုရင်တော့အော် ဝတ်ထုတွေဆိုတော့ကြိုက်တယ်ဗျာအကြိုက်ပြီးတော့အဲ့လိုမျိုးမပေါင်းရလားလို့ပြောလို့အဲ့လိုတေကွဲကွဲရလို့ရှင်ကွဲကွဲရလို့ဆိုအရန်ဗျာစိတ်ကခံစားအခုလဲဆိုလဲဗျာကျွန်တော်ဆိုခုညဆိုအင်းနာတို့သမင်းသားအဲဇပွဲမှာပြန်တွေ့ရတဲ့ခံလေးကိုကြည့်ပြီးတော့တော့မြိတ်ကြရတယ်ဗျာအုပ်ဆက်သိမ်းပါလေကျွန်တော်ဆိုပြောမမအားမရဘူးညာကြီးကိုအားမရဘူးသူပြောလိုက်ပြီးနေပြီဗျာတမလား သူအသက်ရွယ်ကြောင်လားသူကမောင်လေးတယောက်လိုပဲဗျာသူ့ကိုချစ်တာအဲ့လိုပဲပြောတာဗျာအော်ပြီးတော့ရန်ပြေကဘယ်နေရာရရောက်ပေါ့နော်ရန်ပြေကကန္တရာပင်လိုပဲပေါ့စပုတ်လေးကအနာပင်လိုပဲဘယ်နေရာခက်ခဲနေရာမှာတော့မင်းရရှင်းတန်းနိုင်နေပေါ့နော်အခုလည်းရှင်းတန်းနိုင်ရမယ်ဆိုပြီးတော့ဗျာမှားတယ်ဗျာနောက်ပြီးတော့ရန်ပြေလည်းဒီပုတ်ပါပေါ့နော်ပုတ်ပါမှာ ခြံလေးတစ်ခြံပေါ့နော်မမကရောမပန်းနေမရှိဘူးသူအိမ်ကောင်းရမမကိုပန်းနေအများကြီးထိုက်ပေးတယ်ဆိုပြီးတော့ဟုတ်ပါမှာသူခြံလေးတစ်ခြံပေါ့နော်ပန်းမင်းပန်းပြိုးပင်ခြံလေးတစ်ခြံထုတ်ထားအဲမမအတွက်ပေါ့နော်နောက်ပြီးတော့ရံပြေကမမကိုချိန်ချိန်ပြောတယ်ပေါ့နော်မမလက်မခံဘူးကွယ်လက်မခံဘူးသူမန်းလေးကိုပေါ့နော်မန်းလေးကိုဒီတွားကဒီပြန်ကနီးမှာပြန်ကနီးမှာအမ်ပြောတယ်ပေါ့နော်မမ အချိန်မေးပေါ့နော်သူအမအဖွားကြီးဖြစ်တဲ့အခါကျောင်းခေါ်လို့လည်းရတယ်အမအချိန်မေးလမ်းခေါ်လိုက်ပေါ့နော်အဲသူလာခဲ့မယ်ကောင်းမနာစီလာခဲ့မယ်ဆိုပြီးတော့ပြောတယ်ဗျာဇလန်းဗျာကောင်းတော့ကောင်းပါလေစိတ်ထဲတော့မကောင်းကျွန်တော်ကျွန်တော်ပေါင်းနေကြတာဗျာတလားကောင်းပါလေအော်ဆောက်လေးပြီးသွားပြီကျွန်တော်ပြီးသွားတယ်ကျွန်တော်အဲ့လိုဂျီလိုဒရာမာဇလန်းဒီဆောက်တွေကို အဲ့ဒါကျွန်တော်တို့ပေါ့နော်ကျွန်တော်မတို့ခံစိတ်ခံစားချက်များတဲ့ဆက်ဒီလိုမျိုးပါအောင်ဖတ်လိုက်ရင်ကျွန်တော်မှသုံးရလောက်ကဘာမှမလုပ်နဲ့ဒါအဲ့တော့ဒါအခုနောက်ပိုင်းမှာဆိုတော့ဒါနည်းနည်းလေးဒါဖြေပြောက်လာပါရှင်တော့ဆိုတော့တကယ်ကြီးဆက်ခေါင်းကြီးခိုင်းလာအိုင်းဆောက်ဖတ်သွားတယ်ကျွန်တော်မှသုံးရလောက်လုံးမလုပ်နိုင်ဘူးအဲ့တော့ကျွန်တော်ကိုညွန့်တဲ့ဆောက်တွေရှိအိုင်းဆောက်ဒီမှာလုပ်ရတယ်ကျွန်တော်စတိန်နေရပြစာပပီမဲ့ဆောက်တွေဆိုကျွန်တော်တကယ်ဇက်လက်တင်ပြီးတော့ကျွန်တော်တကယ်ဆက်လိုက်ဒီအားမရဘူးကျွန်တော်လွမ်းမယ်ဘလို့လွမ်းလွမ်းမှမဖြစ်ဘူး ဒါမျိုးရတယ်တကယ်ဘာမှမလုပ်နိုင်ဘူးအခုကတော့ဟောအာနောက်ပိုင်းကျတော့ဒီကိုကအဲ့လိုစိတ်ခံစားချက်များတယ်တော့ဆိုတော့ဒီလိုစားတော့ဒီဖိုင်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 နေဆိုတော့ကိုစိတ်ကတော့နည်းနည်းလေးတော့အာဘယ်လိုမလဲစိတ်ကနည်းနည်းလေးတော့ငြိမ်အားပေါ့နော်အញ្ញကြီးလို့လည်းမငြိမ်သေးဘူးဒါကုနေတော့ငိုလိုက်သေးရဲ့ဆိုတော့အဲ့တော့အဲ့လိုမျိုးပေါ့နော်အဲ့တော့ကျေးဇူးများတယ်ပါလေနောက်ဘာဆက်ဘာစားဦးတွေထပ်ပြီးဖတ်မလဲဆိုတော့အဲ့ကျွန်တော် ဟိုလိုထွေးလည်းဖတ်မယ်အဲနောက်ပြီးတော့ကိုယ် challenge ဖြစ်စေတဲ့စာအုပ်တွေဖတ်မယ်ပေါ့နော်တကြမ်းနေလည်းဖတ်မယ်အအများကြီးပဲဖတ်ချက်စာအုပ်တွေတော့အများကြီးရှိရဲ့အာအများကြီးလည်းဖတ်ချင်တယ်ဟိုဝယ်ထားရည်ရှိတယ်အဲ့တော့အာအဲ့တော့ကျေးဇူးတင်ပါတယ်ကြာကျွန်တော်ကတော့ review ပေးရလဲမဟုတ်ဟိုတကူဖတ်ပြီးတော့ပေါ့နော်ကိုယ်ခံစားရဲဆိုတာလေးပြပြပါအဲ့တော့ကျေးဇူးတင်ပါတယ်